။သမီးစားကျင်တယ်ဆိုလို့စားကျင်တာအကုန်ထည့်ပေးရတယ်လေ။စူမာပဲဒါမသားနဲ့။ तू မကျင်တဲ့ဦးဆိုလို့ရှိရင်လည်းမကြည့်ဘူး။ကျွန်တော်အပြင်သွားပြီဆိုလည်း तू တိတယ်။အဲ့လိုမျိုးပေါ့။အရန်ကတ်တာပေါ့ကျွန်တော်အဲ့လိုမျိုးကျွန်တော်မှအိမ်တော်မကြဘဲနဲ့ကလေးတယောက်ရတာဆိုပြန်။သမီးလေးရေ။ဂျူလီယာ။ဂျူလီယာ။စိတ်ကအရန်ကောက်တက်တယ်။စိတ်ရမ်းကောက်တဲ့ခါကျရင်ကျောင်းမှာချော့ချော့ရမယ့်သူကသူ့ဝဲရှိတာဖြစ်နေအဲ့လိုမျိုးပေါ့။ဘာတခြားချော့ရမယ့်သူမရှိတဲ့ခါကျရင်အာ โอเคကပ်ရှင်တက်လို့ရအောင်ပါဆိုကျွန်တော်သူ့ကိုပဲချော့ရတာပါเนาะအဲ့လိုဖြစ်နေတယ်ဟုတ်ချော့ချင်တာကိုကအချော့ချော့ရတာကြိုက်တယ်လေစားကျင်တာအကုန်လုတ်ပေးရတယ်လေတမိစားကျင်တယ်ဆိုလို့စားကျင်တာအကုန်ထည့်ပေးရတယ်လေစူမာပဲဒါမသားနဲ့ကျွန်တော်မှလေအဲ့လိုဟောပက်မွေးရဲဆိုပေမဲ့ခွေးလေးမွေးရဲဆိုပေမဲ့လူလေးလို့ဖြစ်နေတယ် အဲကျွန်တော်အကြောင်းလဲသူနားလဲသူ့အကြောင်းလဲကျွန်တော်နားလဲကျွန်တော်ချစ်တဲ့သူတွေလဲသူချစ်တယ်အဲအဲ့လိုမျိုးပေါ့နော်သူကအရင်သိတယ်အဲ့လိုမျိုးသူဘသူကန့်ရမယ်ဆိုတာလည်းသိတယ်အဲ့လိုခွေးလေးမွေးတာနဲ့မတူကျွန်တော်ကလည်းအိမ်မှာတယောက်တည်းတမားဆိုတော့လူလေးတယောက်နဲ့နေနေရတယ်လို့ပဲအဲ့လိုမျိုးတယောက်တည်းပဲရှိရောလေသူနဲ့ပဲစကားပြောရတယ်သူကလည်းနားလဲကိုသွားရင်လည်းတကောက်ကောက်လိုက်ကိုသူသွားရင်လည်းတကောက်ကောက်လိုက်ဆိုတော့အဲ့လိုမျိုးပေါ့တစ်ခါကျရင်ကိုကိုကတော့ဇဝေဇဝါဖြစ်မိတယ်တေးလေးတွေကသူ45ရက်ကြော့လောက်တည်းကကျွန်တော်ထိုင်းအောင်ဝယ်ထားတာအဲ့လိုမျိုးလေသူကားဆင်းဆင်းစီးပြီးတော့ ကျွန်တော်ချီရောက်လာတော့တခုက၄နှစ်ကျော်ပါပြီ။၄နှစ်ကျော်ပြီဆိုတော့ကျွန်တော်သူနဲ့သူကလည်းကျွန်တော်ကိုစကားမပြောရင်တော့တမယ်ပဲရှိတာအကုန်တိတယ်။အဲ့လိုလိုကျွန်တော်လည်းအကုန်တိတယ်အဲ့လိုဖြစ်နေတာပေါ့။ तू မချင်တဲ့ဟုဆိုလို့ရှိရင်လည်းမချင်ဘူး။ကျွန်တော်အပြင်သွားပြီဆိုလည်း तू တိတယ်။အဲ့လိုမျိုးပေါ့။အရန်ကတ်တာပေါ့ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်မှအိမ်တော်မကြဘဲနဲ့ခလေးတယောက်ရတာဖြစ်နေ။စိတ်ကအရန်ကောက်တက်တယ်။စိတ်အရန်ကောက်တဲ့ခါကျရင်ကျောင်းမှာချော့ချော့ရမယ့် तू က तू ပဲရှိတာဖြစ်နေအဲ့လိုမျိုးပေါ့။ကွာတခြားချော့ရမယ့် तू မရှိတဲ့ခါကျရင်အာအာ Okay. okay. ကပ်ရှင်တက်လို့ရအောင်ပါဆိုကျွန်တော်သူ့ကိုပဲချော့ရတာပါเนาะအဲ့လိုဖြစ်နေဟုတ်ချော့ချော့ကျင်တာကိုကချော့ချော့ရတာကြိုက်တယ်လေခီးသွားရင်တော့တွေ့ရဒါပေမဲ့ခီးသွားရင်တွေ့ရဲဆိုတာတခဏပါမှရဲ့တကယ်ခီးသွားလိုက်တော့တွေ့ရင်တွေ့မိလိမ့်မယ်ဒါပေမဲ့အရာအလုံးကတည်ငါပြည့်ရတဲ့ကိုတော့ကိုကခံစားလို့မရဘူးပေါ့အနားမှာရှိတာအရာအလုံးအကောင်းဆုံးပါပဲကျွန်တော်လည်းအဲ့လိုမျိုးတော့အားကြပါတယ်ဒါပေမဲ့လောလောဆယ်တော့ကိုကဒီအများကြီးရှောက်အောင်ပါပါနိမညာလမ်းကြောင်းပါအများကြီးစူးစမ်းအောင်ပဲပြီးတော့ကျွန်တော်ကကျွန်တော်လည်းကျွန်တော် feeling လာတဲ့ ကျွန်တော် feeling လာကျွန်တော်မူရမလူလုတ်တဲ့အလုတ်လုတ်တဲ့လူဆိုတော့ကျွန်တော်တည်းနည်းနည်းမယ်အာကျင်းကျင်းမယ်ကျွန်တော်ကမြဲဖို့အတွက်ပဲအာယုံဆိုင်တဲ့လူဖြစ်နေတဲ့အတွက်ဟိုအမှုပညာလုတ်တွေတော့ကျွန်တော်စစ်စစ်စစ်နဲ့တော့လုတ်နေရပါတော့ကိုကိုကိုဆန်ထားတဲ့အချက်ပါတဘာသူကိုကိုထားတဲ့ဆန်ထားတဲ့အချက်ကြောင့်မဟုတ်ပါဘူးဟိုအဲ့လိုတဘာသူကိုဆန်ထားလိုက်လို့ရှင်ကိုအောင် perfect ဖြစ်ရလားကိုအောင်ပြည့်စုံရလားဆိုတော့ကိုကိုကိုပြင်ပြင်ပြင်ပေးရပါတော့အဓိကကိုကိုကိုဆန်ထားနေကြရင်တော့ကိုဆန်ထားတဲ့လူကတွေ့ရပါတော့ ကိုကိုတိုင်းစံထားပြီးကိုကိုတိုင်းပြည်စုံသွားဖို့ရည်ကြီးရဲအဲ့တော့ကိုကိုတိုင်းပြည်စုံယောက်ျားလေးတယောက်အနေနဲ့ဦးဆောင်မဲ့လူတယောက်အနေနဲ့ကိုကိုတိုင်းပြည်စုံသွားပြီဆိုရင်ဘေးကသူကဘလောက်ပဲလိုအပ်ချက်ရှိရှိကျွန်တော်ကဖြည့်ဆည်းပေးမဲ့သဘောမှရှိရတယ်။တစ်နှစ်တစ်နှစ်ကြီးလာတဲ့ခါမှာပိတ်ဆက်ခြင်းကိုပိုနားလဲလာတယ်။တန်းရွယ်ပိုင်းခြားတစ်ခုရောက်လာတဲ့အချိန်မှာကိုကပိတ်ဆက်ပြီးပဲချေရချေရဘလို့ပဲချေရချေရချစ်ဖို့ကအဓိကပဲလို့သိတယ်။ဒါဟုတ်တယ်။ချုံမိန်တာချုံမိန်တာပေါ့ပိတ်ဆက်လိုက်ရရင်ပျော်နေရမျိုးရှိရလေတကယ်ပါ။ဒါက အာတကယ်ခံစားမှုမှတိလာအဲ့ဒါတော့တွေ့တယ်တော့မဟုတ်ပါဘူးပေးဆက်ကြည့်နေတာပေါ့အာဆက်ခွင်ပေါ်မှာကြည့်ရတဲ့ long distance ကိုတော့ကျွန်တော်တိတ်ပြီးတော့စိတ်တိုင်းမကြောက်ဘူးပေါ့နော်တကယ်ချက်လာပြီဆိုလို့ရှိရင်အများနဲ့တီးတွေ့ချင်တဲ့လူတွေကြီးပါပဲမြင်ချင်ကြအဲတော့ခံကြရဟုတ်တယ်မလားအနီးနားမှာရှိရှင်ကြတဲ့လူတွေကြီးပါအဲ့လိုပဲရှိဖို့အတွက်ပဲစူးစမ်းကြတဲ့လူတွေကြီးပါပဲဟုတ်ကိုကခုနကပြောလို့ဥဆောင်ခြင်းနဲ့ဥဆောင်ခြင်းနဲ့ဒူတယောက်ဖြစ်တဲ့အတွက်အရာအလုံးဘာလေးပဲလုပ်ပေးရလုပ်ပေးရကိုကအရာအလုံးဖြည့်ဆည်းပေးခြင်းနဲ့ဒူထဲမှာကိုပါသွားတာပေါ့နော် ဟုတ်တယ်ဟုတ်တယ်အရင်တော့ကတော့အရင်ဟိုးရင်အရင်နေရာကတော့အချစ်ချောင်းဖြေခဲ့တာတမျိုးပေါ့ဒါပေမဲ့နောက်နောက်တစ်လမှအချစ်ချောင်းဖြေရင်တမျိုးပြောလို့ဆိုတော့တနည်းတနည်းမှာပုံပြီးတွေးကြုံလာတဲ့အရာတွေကညှင်းကျက်လာတာဖြစ်တဲ့အတွက်အာအချစ်နဲ့ပတ်သက်ရင်လည်းကျွန်တော်ပို့ပြီးတော့နှလုံးသားပုံရင်းကျက်လာတယ်လို့ခုခုထင်ပါတယ်အဲအကြောင်းကိုကျွန်တော်ဖြေတဲ့အင်တာဗျူးတွေကတူချင်မှတူလိုက်မယ်ပေါ့နော်ဟိုရင်တော့ကျွန်တော်တို့အချစ်ဆိုတာပြင်းမှုကောင်းတယ်တဖြည်းဖြည်းနဲ့ကျွန်တော်အတွက်အချစ်ဆိုတာရင်ခုန်စရာကောင်းလာတယ်အဲအဲ့လိုပါပဲဒီနေ့နဲ့မနက်ဖြန်တော့တူချင်မှတူတော့ပေါ့အဲအကြောင်းကျွန်တော်က အင်တာဗျူးချင်ရေစကားလေးချိုချိုခံနေပေါ့နော်အရင်တော့ဖြေခဲ့တာနဲ့မတူဘူးတော့ဆိုတော့ပြောပြောပါဘာလို့လဲဆိုတော့ပြန်တိုက်လိုက်လို့ရှိရင်ကျွန်တော်ကလွဲနေတာကြီးရှိတယ်အချစ်ကြောင်းကဘာလို့လဲဆိုတော့လူဟာနှလုံးသားအမြဲတမ်းတော့ရင်ခုန်ချင်းနေတာတူမှာမဟုတ်တဲ့အတွက်ဖြေတဲ့စကားလုံးနေတာလည်းတူမှာမဟုတ်ဘူးလေအဲ့တော့တစ်ဖက်သူကကြားရတဲ့ဖြေရလည်းတူမှာမဟုတ်တဲ့အတွက်အမြဲတမ်းကျွန်တော်နဲ့အမကမေးရဲ့အမတို့မေးရဲ့အချစ်ကြောင်းကလည်းတူမှာမဟုတ်ဘူးအဲ့ဒါကျွန်တော်ရဲ့နှလုံးသားကတူမှာမဟုတ်ဘူးအမြဲတမ်းမေးလို့ရတယ်ရတာပေါ့အမြဲတမ်းမေးရဲ့အချစ်ကြောင်းကအမြဲတမ်းတစ်မျိုးစီဖြစ်နေပါဘူး